professional တကူဆရာကြီးပါကာဟာဘန်တစ်ခုကိုဓမြတိုက်နေရင်သူ့ဖွဲ့ရဲကိုတစ်ခေါ်ထားတဲ့လူတစ်ကောင်လေး Noss ကတနတ်တကားကနေပြဿနာရှာနေလို့အခန်းထဲခေါ်ပြီးသူသားရင်ဆိုင်နေဆိုရင်ဘာလုပ်တယ်လဲဆိုတာသိအောင်ပြောပြကအစည်းစင်တိုင်းအေးဆေးနေဖို့ပြောလိုက်ပါရင်အပြင်ဘက်မှာတော့သူတငယ်ချင်းကြီး face call လာတဲ့လူတစ် shorty အလန်းလေးဇန်ကတော့ငွေရရဲ့ပထမတကားဖွင့်နေတော့ပါကာလဲတာဝန်ခံကိုခေါ်ကအလုံငန်းတကားအေးဆေးဖွင့်မပေးရင်တစားကန်အကုန်လုံးကိုတတ်ပြစ်မယ်လို့ပြောလိုက်တာကြောင့် တစားငန်းဒီထဲမှာသူကြိုက်နေတဲ့ကောင်မလေးရှိနေတဲ့တာဝန်ကလည်းသူ့ကိုစော်လေးထင်ကြည့်အောင်လုံးပြမှရမယ်လို့ညှိနှိုင်းလိုက်ပါတယ်။ဒါကြောင့်ပါကလည်းကောင်မလေးထင်ကြည့်အောင် North ကိုသွားထိုးဖို့ပြောလိုက်တဲ့အတွက်တာဝန်ကလည်းဘုံမသိဘာမသိနဲ့ရက်နေတဲ့ North ကိုပြေးထိုးလိုက်ချင်းစော်လေးကထင်မကြီးတဲ့ပြင်သူတို့အကုန်လုံးတက်ခံရအောင်လုပ်နေရလားလို့အပြစ်တင်တာခံလိုက်ရပါတယ်။ပါကလည်းညှိနှိုင်းချက်အတိုင်းတကားဖွင့်ပေးဖို့အလုံငန်းစီခေါ်သွားနေချင်းဗန်ပြင်းမမော်တော့သူ့ကိုယ်သူ VIP member ဆိုတဲ့အထာနဲ့ အနောက်ဘက်ကားပါကင်စီပါကင်လာထိုးတဲ့မိသားစုတွေကဘဲတွေလဲဘန်နေကအတန်နေကြောင်းတကားကလာချောင်းကြည့်ရင်ဓမြတိုက်ခံနေရတာတည်သွားခဲ့ပါရင်ဒါပေမဲ့ရဲခေါ်ဖို့လုံးဝစိတ်မကူးပဲဓမြတွေစီကပြန်ဓမြတိုက်မယ်ဆိုတဲ့အတွင်းနဲ့တနက်ကိုထုတ်ယူကချောင်းနေချိန်ပါကာရုတ်ဖွဲ့ကလည်းငွေတွေအပြည့်တည်လာပြီးတကားကပြန်ထွက်လာမှာပဲရေစုံကစကားတပြောပြောနဲ့ထွက်လာတဲ့ Face နဲ့ Nose ကိုတနက်နဲ့ပြစ်ခံလိုက်ရကသူတို့စီကငွေအိတ်တွေလုခံလိုက်ရပါရင်ကာသမဘဲကငွေကိုအမြန်ယူပြီးကားပေါ်တက်ထွက်ပြေးသွားတာကြောင့် ဘာကလည်းမသေးသေးတဲ့ face ကိုကားပေါ်တင်ခေါ်ပြီး live လာခဲ့ဖို့ဇန်ငုံမာကသူကတော့ထွက်ပြေးသွားတဲ့ကားကိုတနက်နေ့ live ပြနေခဲ့ပါတယ်။အနောက်ကနေဘာကကတနက်နေ့ live ပြနေတာကြောင့်ကားသမားလည်းတနက်ရှက်မှန်သွားပြီးဦးတရီရှောင်းမောင်းရင်နဲ့မြင်းပြိုင်ဝင်နဲ့ဝင်သွားတဲ့အတွက်ပြိုင်မြင်းနေနဲ့ဝေယုံသုံးကဝင်တိုက်မိပြီးပြိုင်ဝင်တစ်ခုလုံးဗယံမတာတွေဖြစ်ကုန်ပါလိမ့်တယ်။ဘာကကလည်းရာထားတဲ့ပစံတပြားမှအပါမခံနိုင်တာကြောင့်ပြေးချင်အောင်ပြေးနေတဲ့မြင်းနေကြကနေကားသမားကို headshot တစ်ချက်နဲ့ပွဲသိမ်းပေးပြီး အမျိုးသမီးစီကပတ်စံထုတ်ပြန်တောင်းယူလိုက်ချိန်ဇံမောင်းလာတဲ့ကားလဲရောက်လာတာကြောင့်ကားပေါ်တက်ခါနီမှာအမျိုးသမီးကိုယောက်ျားသေးသွားတဲ့အတွက်ရောချင်းငွေတုပ်ပေးကအေးစေးပြန်ထွက်သွားခဲ့ကြပါတယ်လူသေးလေးနော့စ်ကလွှဲရင်တစ်ဖွဲ့လုံးလိုအပ်အစီပြန်ရောက်တာနဲ့ဖေးဆက်တနက်တန်ရာတွေကိုအရေးပေါ်သက်သာအောင်ဇံကပက်တီးစီးပေးနေချိန်ဘာကလေးပေးနေတဲ့သွေးတွေကိုစီးဖို့ရေချိုးခန်းနဲ့ဝင်သွားခဲ့ပါတယ်ရောက်လာတဲ့ပတ်စံတွေကိုချိုးကြဝေစုခွဲဖို့တယောက်တစ်ပေါက်နဲ့စကားတွေပြောရင်းပြောရွှေနေချိန် ဇန်ကအဝေလဲဖို့ဆိုပြီးအကုန်ချွတ်ချလိုက်တာကြောင့်တဖွဲလုံးလဲဟင်ကနေဟာကနေဖြစ်သွားတဲ့ချိန်ဇန်ကအိတ်ထဲကတနက်ကိုယူကာရေချိုးကန်းထဲကထွက်လာတဲ့ပါကကိုအရင်ပစ်ချလိုက်ပါတယ်။ပါကလဲချိန်မီရှောင်ပုံးနိုင်လို့လွတ်သွားပြီမဲ့ဇန်ကတဖွဲလုံးကိုတယောက်ပြီးတယောက်ပြစ်တက်နေချိန်စပွဲဘော်ကတနက်ကိုယူပြီးပရင်းမောက်ကခုံချထွက်ပြေးသွားခဲ့တဲ့အထိဇန်ကအလိုမပေးဘဲလိုက်ပစ်နေတာကြောင့်တောင်ပေါ်ကနေရေထဲပြုတ်ကျသွားခဲ့ပါတယ်။နယူးယောက်မြို့ကြီးမှာတော့ office guy ကောင်းဆောင်လိုစီနီရဲ့ရုံးခန်းလေးကိုသူတို့ပဲကင်ကဲရောက်လာပြီး သူတို့လောက်ခံဘက်တခုဓမြတိုက်ခံရတာပါကာလုံသွားတာဖြစ်နိုင်တဲ့အကြောင်းပြောနေခဲ့ပါတယ်။အတိတ်ကာလတော့ငါအော်ဖစ်ကိုင်းနဲ့ပါကာကိုညှိနှိုင်းမှုတခုလုပ်ထားခဲ့ပြီးအဲ့ဒါကတော့နယူးယောက်မြို့ကို ပါကာမလာရဘူးဆိုတာပါပဲ။ဒါကြောင့်လူစီနီကပါကာနယူးယောက်ကိုရောက်မလာမချင်းပြဿနာမရှိပေမဲ့သူလောက်ခံဘန်းဖြစ်နေလို့သူကိုယ်တိုင်ဝင်ရှင်းရတော့မယ်လို့ပြောလိုက်တဲ့အခါကင်ခိတ်ကလည်းအိတ်ပြော်နေတဲ့မွေကိုသွားမနှို့တာအကောင်းဆုံးပဲလို့အကြံပေးကပြန်ထွက်သွားခဲ့ပါတယ်။နောက်တစ်ခါမှတော့ရေထဲပြုတ်ကျသွားတဲ့ပါကာကသတိမလစ်ခင် ူအမြဲတဲနေကြမော်ဒယ်တစ်ခုစီရောက်သွားနိုင်ခဲ့တာကြောင့်ဘိုင်ရှင်ကဈေးကူထားပေးလို့တရေရရချင်းမှာပဲအခန်းနံပါတ်7မှာထားမပေးလို့ပြစ်တင်နေခဲ့ပါတယ်။တကယ်တော့အခန်းနံပါတ်7မှာ သူ့အတွက်အရေးပေါ်ပတ်စံတနက်ကားတော့နဲ့ passport တွေဖွက်ထားခဲ့တာပါ။ဒါကြောင့်ပန်းရှင်ပြင်ခနာထွက်သွားတာနဲ့အခန်းနံပါတ်7ကိုတကားဖြတ်ဝင်သွားတဲ့အခါတိတိတူးနေတဲ့အတွဲလုံးမွေးရပါဝစ်စုံနဲ့ရှောင်းပေးတော့မှသူ့ဖွက်ထားတဲ့ပစ္စည်းတွေကိုယူပြီးပြန်ထွက်လာကပန်းရှင်ကိုစည်းအကုန်လုံးရှင်းပေးရင်းပြန်ထွက်လာခဲ့ပါရဲ့ သူ့လိုဘရိုဒီယောက်စီကကရုံးမော်ထိတ်ကွက်သွားတဲ့ဇန်ကိုရှာဖို့အတွက်ဖေးစီရဲ့မိမဂရိစီကပဲတရင်လန်းစာတောင်းမှုရောက်လာတဲ့အခါမှာဘာကာတယောက်ထဲမြင်တာနဲ့တပွဲလုံးသေးပြီဆိုတာသိနေတဲ့ဂရိစ်လည်းကြေကွဲသွားပါတယ်။ဘာကာလည်းအင်းနေထီဝင်ပြီးဇန်ကိုဘယ်ကနေဖေးစ်ခေါ်လာခဲ့တာလဲလို့မေးတဲ့အခါဂရိစ်လည်းသူ့ရဲ့တွင်းသည့်ဆင်းသည့်တကယ်ချင်းဘာကာကြောင့်တော့ကြေနေပြီမို့ထီပေါ့ရင်တော့ကိုရိတ်လူကိုဘရောမှရက်တက်မှာမဟုတ်ဘူးလို့အပြစ်တင်နေပေမဲ့သူ့ယောက်ျားအတွက်သူ့ကိုလက်စားခြေပေးဖို့ပြောပြီးဂျာစီစီးတီးကရက်ဂျီရိုင်းလီဆိုတာပြောပြလိုက်ပါတယ်။ ဂျာစီစီတီမြို့ကိုရောက်တာနဲ့သူ့ဒီဂရူဖီစီဖုန်းဆက်ပြီးရေဂျီရိုင်လီကိုရှာပေးဖို့ပြောလိုက်တဲ့အခါဂရူဖီကလည်းမိန်ကလေးတယောက်ကွက်ကြော်ရိုက်တာခံလိုက်ရတဲ့ဆရာကြီးပါကာကိုစားနောင်လောင်ပြောင်းပြီးမှလိမ့်စာရှာပေးမယ်ကြောင်းပြောလိုက်ပါတယ်။ဂရူဖီဆိုတာကလည်းပါကာနဲ့အလုံမဲတွဲလုံနေတဲ့သကိုးဖွဲ့ဝင်တယောက်ဖြစ်ပြီးရာသမျှပတ်စံအကုန်လုံးကိုသူ့ဝါသနာအရထောင်ထားတဲ့တနစ်မှအမျက်မရပဲအမြဲအရှုံးပြနေတဲ့ပြဿတ်ဖွဲ့အတွက်အကုန်သုံးကအရှုံးခံနေတဲ့လူစားမျိုးပါပဲ။ အဲ့ချိန် Reggie Riley ကတော့ club တစ်ခုရဲ့ကနေစော်လန်းလေးနှစ်ပွင့်နဲ့တွဲထွက်လာပြီးစော်လေးတွေကိုနှုတ်ဆက်ကကားပေါ်တက်တော့မှ driver ကမှထိုင်နေတာသူ့ driver မဟုတ်ပဲပါကာဖြစ်နေတာသိလိုက်ရခြင်းတနက်နဲ့ချိန်ထားတာခံလိုက်ရပါပြီပါကာလည်းကားမောင်းလာရင်တွယ်ဝိုင်းမီနီပဲဇန်ကြောင်းမီတော့မှဇန်ဟာတောင်အာဖရိကအာနာရှင်နိုင်ငံတစ်ခုက community တယောက်လိုရက်ဆက်ကျန်းတဲ့နဲ့ agent တယောက်ဖြစ်နေတာနဲ့အသစ်ဆောက်လက်ဆာကိုနိုတိုက်ခန်းတစ်ခုမှနေနေရဲဆိုတာပဲသိလိုက်ရခြင်းသူတို့ကားကိုတခြားကားတစ်စီးကဘေးတိုက်ဖြတ်တိုက်တာခံလိုက်ရပါတယ် နောက်ထပ်ကားနှစ်စီးရောက်လာပြီးတနက်ကင်တပ်သားတွေလည်းအသေးပြတ်တက်ဖို့ကားနာကတ်လာချိန်ဒေဂျောင်ဆောင်နေတဲ့ပါကာကလုံမှုယူပြီးပြန်တက်ပြစ်ကာသူဖမ်းထားတဲ့ဒရိုင်ဘာကိုနောက်ဖုံးဖွင့်လွှတ်ပေးလိုက်ပါရင်တနက်သမားတွေကလည်းဒရက်ဆက်ပြစ်ခတ်နေတာကြောင့်ဒရိုင်ဘာလည်းဘာမှမသိပဲမဲမဲမြာကုန်ပြန်ပြင်းရင်တနက်သမားတွေလည်းသိသူလည်းဘဝကူးသွားခဲ့တဲ့ချိန်မှာနောက်ဆုံးကြံခဲ့တဲ့တယောက်ကိုပါကာကဖမ်းချုပ်ထားပြီးရဲကောင်းတွေမလာခင်နေရာကနေမောင်းထွက်လာခဲ့ပြီးဇယန်တိုက်ခဲ့ပမာလေးဆိုတာကိုမေးလိုက်ပါရယ် သူ့ကိုယ်သူအွက်စီးလာပြီဆိုတဲ့အထားနဲ့ဇန်ကတော့သူ့တိုက်ခန်းမှာပဲ office guy တော်တယောက်ဖြစ်တဲ့ boss ကိုနဲ့ပေးယူတစ်ခုလှုပ်ထားတာဒီညအပြက်ဖြတ်ဖို့ညှိနှိုင်းနေတော့မှာဘာကရောက်လာပြီသူ့ငွေပြန်တောင်းရင်အနေထိုင်မတက်တဲ့ boss ကိုကိုပြစ်တတ်လိုက်တာကြောင့်ဇန်လည်းသူစူးစမ်းထားသမျှသဲရဲရေသွန်ဖြစ်သွားခဲ့တဲ့ပြင်ဘဏ်ကလွတ်ယူလာတဲ့ငွေတွေအကုန်လုံးလည်းဆုံးသွားပြီလို့ဒေါသတကြီးပြောလိုက်ပါတယ်တကယ်တော့ပြီးခဲ့တဲ့လပိုင်းလောက်တုန်းကဇန်ရဲ့နိုင်ငံပင်လယ်ထဲမှာရှာတွေ့ခဲ့တဲ့ရွှေရုံးပြည့်နဲ့ Lady of Arintero ဆိုတဲ့ရှင်းအောင်သင်းမောပြည်ကြီးတစ်စီးကို တမရရူးကပြည်သူတွေကိုလှည့်စားပြီးသူတယောက်တည်းအပိုင်သိမ်းမှုအမေရိကန်မဟန်မြလီလံပွဲလောက်ကသူကိုယ်ရန်ပြန်နှမတိုက်လူယူဖို့ကြံစီနေခဲ့တာကြောင့်ဇန်နဲ့သူ့ဖွဲ့ကပြန်လူယူပြီးသူ့နိုင်ငံကိုအာနာရှင်တမရရူးတယောက်စီကကဲတင်မှုစ조사နေခဲ့တာပါ။ဘာကာကလည်းသူ့အကျင့်တိုင်းဇန်သေးတဲ့조사နေတဲ့လုပ်ငန်းကိုစိတ်ဝင်စားသွားပြီးတော့ဘာလို့လဲမေးတဲ့အခါမှာဇန်ကလည်းအမှန်မပြောပြဘဲလှည့်ပတ်ပြောဆိုနေပေမယ့်ဘလို့မှလိန်ပြောလို့မရတဲ့ဆိုအမှန်တိုင်းပြောပြလိုက်တာ တင်မောကြီးရဲ့ဖိုးတန်ဆုံးလေဒီယုတ်တုတစ်ခုရင်းနဲ့တင်ဒေါ်လာတန်းချီတန်းနေဆိုတော့အပြင်တင်မောကိုဓမြတိုက်ဖို့တမရာရူငားထားတဲ့ဖွဲ့ဟာအော့ဖစ်ဂိုင်းဆိုတဲ့အတန်ကြားလိုက်တာနဲ့သူကိုယ်တိုင်ဝင်ပါဖို့သဘောတူလိုက်ပါရတယ်။ဂျပန်မှာလည်းအော့ဖစ်ဂိုင်းကောင်းဆောင်လူစီနီကသူတို့လူယူမဲ့တင်မောဘော်ကပစ္စည်းတွေကိုလေလံဝဲတစ်ခုကြိုလုပ်ပြီးအကုန်ရောင်းထွက်သွားပြီးမို့ကျန်နေတဲ့လေဒီယုတ်တုတွေကိုငွေရှန်ဆုံးတစ်ထည့်တယောက်ယောက်ကိုရအောင်ရောင်းမို့ကင်ဂိတ်ကိုတာဝန်ပေးနေတဲ့ဘော့စ်ကိုပျောက်နေတာကိုသိသွားကား သူတို့လုံနေရာတွေဘော့စ်ကိုကြောင့်ဖျက်ဆီးခံရမှာစိတ်ပူလို့ချက်ချင်းသွားရှာဖို့ကင်ကိတ်ကိုအမိန်ပေးလိုက်ပါတယ်။ဘာကလည်းသူ့ဘော်ရာဂရူဖီနဲ့တူဇန်ရဲ့အဖွဲ့စီရောက်လာတဲ့အခါမှာတော့အဖွဲ့ကောင်းဆောင်ကာနေနဲ့တွေ့ပြီးသူတို့ဝင်ပါရင်30ရာခိုင်နှုန်းပေးဖို့ညှိနှိုင်းလိုက်တဲ့အတွက်ဇန်ကပဲသူ့ဆရာကိုဝင်ကူပြောပေးကသဘောတူလိုက်ကြပါတယ်။ဘာကလည်းဇန်တို့ရဲ့စီစဉ်ကိုမင်းရင်လေဒီယုတ်တုပုံစံအတိုင်းအတုလုံနေတာကိုမြင်လိုက်ပြီးသူတို့ခိုးယူမဲ့ပစ္စည်းတွေကကမ္ဘာလုံခြုံရေးမြင့်ဆုံး UN ရဲ့ထိန်းသိမ်းမှုအောက်ကခိုးရမှာဖြစ်လို့ အချိန်များကြီးကြာနိုင်တဲ့အတွက်သမရာရူးငှားထားတဲ့ဖွဲ့တွေကိုပဲသူတို့အစီအစဉ်တိုင်းခိုးခိုင်းလိုက်ပြီးမှတဆင့်ပြန်လူယူမယ်လို့အကြံပေးလိုက်ပါတယ်။ကာနယ်လေတခိုးလက်ကသဝက်လူမယ်ပါကာရဲ့အစီအစဉ်ကိုသဘောကျသွားပြီးသဘောတူလိုက်တာနဲ့ပါကာလက်ဂရူဖီကိုခေါ်ကနယူးယောက်မြို့စီထွက်လာတဲ့လမ်းရောက်မှာအော်ဖစ်ဖွဲ့ကိုထိတ်တရင်ဆိုင်မှုသူလုံနေရာတွေကိုရှင်းပြလိုက်တဲ့အခါဂရူဗီလည်းပထမတစ်ခါဖန်ခံရတာကိုပြန်တရီရပြီးကြောက်လန့်သွားပါရယ်။ဒါပေမဲ့ပါကာကတော့အော်ဖစ်ဂိုင်းကသူတို့ရောက်နေတာတော့မသိပဲ အလုပ်ပြီးတော့မှမလို့အားပေးစကားပြောရင်းနဲ့ office ဂိုင်းသားတွေဆွဲတဲ့အစည်းအဝေးကိုအတိအကျသိအောင် live စုံစမ်းမှုတာဝန်ပေးပြီးသူနဲ့ဇန်တို့က boss ကိုရဲ့လိန်နူချစ်သူစီသွားစုံစမ်းမှုထွက်လာခဲ့ပါတယ်။ Groovy လဲ office ဂိုင်းသားတွေနောက်ကိုလာရင်းနဲ့သူတွေးသမျှသတင်းပို့နေပြီးဘာဂါရိုကတော့ club တစ်ခုစီဝင်သွားပြီးဖောက်ထွေးမှုနဲ့ဆိုင်တဲ့စာရွက်စာတမ်းတွေဗမာသိမ်းထားလေလို့ boss ကိုရဲ့ဂေးကြီးစားကိုမေးက boss ကိုတေးသွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဂေးကောင်လေးအိုကြီးအကျေအောင်ကိုပြီးအစည်းအဝေးစာရွက်တွေတည်ကြည့်ရင် အပေါ်တက်က bluey ဆိုတဲ့လူကိုမေးလို့ပြောနေတော့မှအော်ဖစ်ဂိုင်းသားတွေလည်းရောက်လာက boss ကိုပမာလဲလို့ဂေးကိုမေးလိုက်ပါရင်ရေးစားတည်တဲ့တရင်ကိုကြားလိုက်ရလို့ဝမ်းနေနေတဲ့ပြင်အဖွဲနှစ်ဖွဲကပါတပြိုင်နဲ့တနက်တည်းနဲ့ချိန်ချောင်နေတာကြောင့်ဂေးလည်းနှလုံးရက်ပြီးမေးလဲသွားချင်းဇန်ကသူ့ကိုယ်သူဆီအောင်ဝင်လို့လို့နဲ့အခုကြည့်အောင်ဆောင်ကဂေးရဲ့ဇပွဲဟောက်ကတနက်နဲ့ဂိုင်းသားတွေကိုပြစ်တက်လိုက်ပါရယ်ပြီးတော့မှအေးပေါ်ကဲစဲနေနေဂေးကိုကဲနေတော့ပါကလည်း bluey ဆိုတဲ့လူကိုရှာဖို့ပေါ်တက်တက်လာတဲ့အခါမှာ ိခန်းထဲမှာအပြာရောင်ရုပ်တွေပဲတွေ့ရတဲ့အတွက် bluey ဆိုတာရုပ်ဖြစ်နိုင်တာကြောင့်အရုပ်တွေတရုပ်ပြီးတရုပ်ဆွဲဖြဲကြည့်ရင်အရုပ်တခုထဲမှာအစီအစဉ်သေးစိတ်စာရွက်လိုက်တလိုက်တွေ့သွားခဲ့ပါတယ်။ Groovy ကလည်း club ရှိမှာရဲတွေရောက်နေတဲ့ပြင်ကင်ကိတ်ပါရောက်နေလို့ပါကာကိုမတွေ့အောင်ချက်ချင်းထွက်လာခဲ့ဖို့လှမ်းပြောနေတော့ပါကာကတော့ကင်ကိတ်နဲ့ဆုံနေပြီးရေပလန်နဲ့ဆော့ဘလော်တီးရင်ဗတင်းမောက်ကနေလွတ်ချနေခဲ့ပါပြီ။နောက်တော့ပါကာလည်းကင်ကိတ်သေးပြီးထင်ပြီးရုပ်ကိုယူလိုက်ချိန်မှာ မသေးသေးပဲထွက်ပြေးသွားတာကိုတွေ့လိုက်ရလို့ office နဲ့ထိတ်တန့်ရင်ဆိုင်ရပြီလို့ကြိုးထွက်ထားမိခဲ့က Groovy ကိုတော့စိတ်မပူရအောင်သူဖြည့်ရှင်းပြီးပြီဆိုပြီးလိန်ပြောထားလိုက်ပါတယ်။ပါကတွေ့ထားတဲ့အချိန်မှာ Lucini ကလည်းကင်ကိတ်စီလာတွေ့ပြီးပါကရောက်နေပြီဆိုတာကိုသိတာနဲ့သူကိုယ်တိုင်ဝင်ဖြည့်ရှင်းမှရတော့မယ်လို့ဆုံးဖြတ်ရင်းနဲ့သူတို့ကိုသူတို့ရာဇဝတ်သားတွေဆိုတာကိုမမေ့ပဲပါကကိုရှင်းပြရမယ်လို့ပြောလိုက်ပါတယ်။တပတ်မှလည်းပါကာကသူ့ရဲ့ဖွဲ့သားတစ်တင်နဲ့ချိန်းနဲ့နေရစီဇန်နိုဆီယာတဲ့ဘက်နှစ်ယောက်ကိုပါခေါ်လာပြီး ဘော့စကိုစီစဉ်ထားတဲ့စီစဉ်တိုင်းလိုက်လုပ်ကြမယ်ကြောင်းသေစိတ်ရှင်းပြနေခဲ့ပါတယ်။ယူရန်ရဲ့ထရေဆူဝေးကန်းထဲမှာရှိနေတဲ့ပစ္စည်းတွေကိုလိုစီနီရဲ့လူတွေဘယ်နည်းနဲ့ပဲခိုးယူယူသူတို့နဲ့မဆိုင်မဲပြန်သေးထုံးမဲ့နေရာကသာသူတို့ဝင်ပါရမယ်အခန်းပါပဲ။လိုစီနီရဲ့လူတွေကပစ္စည်းခိုးပြီးရတဲ့အခန်းအောက်ဘက်မှာရှိတဲ့မြေအောင်ရထားလမ်းတိုင်းသွားတဲ့အမှားရထားနဲ့သေထုံးမှာဖြစ်တဲ့အပြင်ရထားကလည်းအော်တိုသွားတဲ့ရထားဖြစ်လို့ ethnic brander တို့ကရထားထိုင်းကျုံရဲ့ခန်းကိုဝင်စီးနှင်းပြီးရထားရဲ့ရှိန်ကိုအမြင့်ဆုံးတင်ပေးရမှာပါ။ အမေရိကန်ရဲ့အော်တိုပိုင်လွန်ယထားရဲ့စနစ်အရအရှိန်လွန်ယထားတွေမတော်တဆမှုမဖြစ်အောင်အလိုလျောက်ရှိန်ထိန်ပေးတဲ့စနစ်တွေလမ်းကွေတိုင်းမှာရှိနေတဲ့အတွက် Groovy ကသတ်မှတ်ထားတဲ့နေရာကစနစ်ကိုဖျက်ဆီးပေးလိုက်တာနဲ့ယထားကအရှိန်လွန်မှောက်သွားပြီးသူတို့ဖွဲ့ကပစ္စည်းတွေကိုအေးဆေးလေးတဲလို့ရအောင်စတန်ကကားရှာထားပေးဖို့အစည်းအဝေးသေးစိတ်ကိုရှင်းပြနေပြီးနောက်နေ့ည9:00နာရီမှာအလုဆမဲချောင်းကိုပြောရင်လူစုခွဲလိုက်ကြပါရယ်။ပါကလည်းသူတဲနေကြဟိုတယ်မှာယူနေကြအကန်း7နှစ်ကိုယူပြီးအပေါ်တက်လာတာနဲ့ အခန်းထဲမှာဇန်ကမလုံးတလုံးဝေစားနေကြိုရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဘာကလည်းသူ့ကိုတခါလှည့်စားဖို့ရဲ့ဇန်ကိုလုံးဝသတိမလွတ်အောင်ဂရုစိုက်နေတာကြောင့်ဇန်ကလည်းသူ့နှစ်ယောက်ကြားကယုံကြည်မှုကိုဒီညတော့သူ့အမေပေးတဲ့လက်တကွက်နဲ့ရအောင်ပြန်ယူမယ်လို့ကြုံဝါရင်အင်ကြီးစီချိုခိုင်းနေချိန်ဇန်ကိုကြိတ်ကြိုက်နေတဲ့မာတီယိုရောက်လာပြီးနှစ်ယောက်လုံးကိုအငိုက်ဖမ်းတိုက်ခိုက်တာခံလိုက်ရပါတယ်။ဘာကသတိပြန်ရလာချိန်မှာတော့နှင်းတော်ထဲမှာအဝတ်မပါဘဲချုပ်ထားခံရပြီးမာတီယိုကသူ့စော်ကိုစားဖို့ကြံစီတဲ့အတွက် အော်ဖစ်ဖွဲ့ရဲ့လက်ထဲမှာတေးဖို့ကြံထားဆိုပြီးပြောလိုက်တာကြောင့်ပါကလည်းအော်ဖစ်ဖွဲ့သားတွေရောက်လာရင်နှစ်ယောက်လုံးကိုအလွတ်ပေးမှာမဟုတ်တဲ့အကြောင်းကိုရှင်းပြကာလွတ်ပေးဖို့ပြောလိုက်ပါတယ်။မာရီယိုကတော့လုံးဝဂယူးမဆိုင်ပဲကားတန်ကြလို့တပည့်တယောက်ကိုသွားကြည့်ခိုင်းတဲ့အခါသူတပည့်ပြစ်သက်ခံရတဲ့အတန်ကိုကြားပြီးကြောက်ကြောက်နဲ့ပါကာကိုလက်ထိပ်ဖြုတ်ပေးလိုက်ခြင်းဇန်လေးရောက်လာကမာရီယိုကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ပါကာကတော့အော်ဖစ်ဖွဲ့ရဲ့လုံနည်းတွေကိုသိနေတာကြောင့်အလင်းမပေးပဲချောင်းပြေးနားရောက်လာတဲ့ဂိုင်းသားတယောက်ကိုတီးထုတ်ပေးလိုက်တဲ့အတွက် မရီယိုကိုကယ်ပေးသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီချိန်ဂိုင်းသားနောက်တစ်ယောက်ထက်ရောက်လာတာကြောင့်ပါကာလည်းမရီယိုကိုကာပါလှုပ်ထားလိုက်တဲ့အခါဇန်ကဝင်ကူပြတ်တက်ပေးလိုက်ပြီးမှမရီယိုကတော့ရှော့သွားခဲ့ပါပြီ။ပါကာလည်းတည်သွားတဲ့ဂိုင်းသားရဲ့ဖုန်းဝင်လာတာကြောင့်လူစီနီဆိုတာကိုတီးပြီးဖုန်းကင်ကအော်ဖစ်နဲ့ထိတ်တရင်ဆိုင်တွေ့ဖို့စိန်ခေါ်လိုက်တာကြောင့်လူစီနီကလည်းဒီတစ်ခေါက်အသေးသက်မဲလို့ကြုံသွားရင်လူရဲ့ဖို့ကြံနေတဲ့စီစဉ်တွေကိုသူပြောင်းလိုက်ပြီးမှငုတ်တုတ်ထိုင်မှိုင်းနေဖို့ပဲစဉ်းစားထားတော့လို့ထပ်ပြောလိုက်ပါရတယ်။ ။ဘာကလည်းချက်ချင်းပဲကားနဲ့ထွက်လာရင် Groovy ကိုဖုန်းဆက်ပြီးလူရမဲ့စီစဉ်ကိုမနှက်ပြန်မဟုတ်တော့ပဲဒီညပဲလုပ်ငန်းစမယ်ကြောင်းကိုလှမ်းပြောလိုက်ချင်း Groovy နဲ့သူ့ဖွဲ့တွေကမူယူတောင်းကြရင်းနဲ့အမှုပြောင်းအမြန်လောက်ကတောင်းဝင်ကြရနေရစီထွက်လာခဲ့ကြပါရင် Adnet Brander တို့ကလည်းယထာပေါ်တွင်ဝစ်စားမြန်လဲပြီးအမှယထာထိန်ချိုရီခန်းစီရောက်တဲ့အခါမှာအထဲမှာ office ကငှားထားတဲ့ဝန်ထမ်းတယောက်ကဝန်ထမ်းအကုန်လုံးကိုတနက်နေ့ချင်းချောင်းနေတာကိုတွေ့လာရပါတယ်။ဝန်ထမ်းတယောက်ကလည်းတကားဖွင့်တဲ့ကလုတ်ကိုခိုးနှိပ်လိုက်တာကြောင့် app တို့ဝင်လာပြီး တနသမားကိုအမှောက်သိပ်ပြီးယထာဝန်ထမ်းတွေကိုထပ်ဖန်းထားကယထာရှင်တင်မှုစာရွက်တွေကိုကြည့်ပြီးလှုပ်ရှုပ်နေခြင်းဂရူဖီကလည်းသူကားငားမရတာလောင်နေတဲ့ဘဲတွေကိုထိုးပြီးဆိုင်ကယ်လူယူလာခဲ့ပါတယ်အန်တိုလီမီယားလည်းအရှင်ညကလုတ်ရှာမတွေ့လို့စကားများနေကြခြင်းဒီမခံနိုင်တဲ့ဝန်ထမ်းတယောက်ကဘဲကလုတ်နေရမလဲဆိုတာကိုဝင်ပြောပြလိုက်တဲ့အတွက်အဆင်ပြေပြေပဲယထာကိုအရှင်ကုန်တင်လိုက်ပါရတယ်စတန်ကတော့ကားခုဖို့လို့ရင်အမှုမပြေသေးပဲအိတ်ပြောနေလို့ကားပါရှင်တွေရောက်လာမှနိုးကပေါ်တင်မဲ့ခိုးလာခဲ့ခြင်းမှာ ဂရူဖီကလည်းယထာရှိန်ထင်းကလုတ်ကိုတနက်နဲ့ပြစ်ဖို့လုံနေရင်မှတနက်လွတ်ကျသွားတာကြောင့်ယထာသူစီမရောက်ခင်ချိန်မီလေးမှာပဲလက်နဲ့ဆွဲဖြုတ်ကတရားပြေးမြန်ရှောင်းလိုက်ရပါတယ်။ဘာဂါရုကလည်းယထာမောက်မဲ့နေရာကစောင့်နေပေမဲ့ယထာကသတ်မှတ်ရှိန်ထိမရောက်သေးတာကြောင့်မမောက်ဖဲကြောထွက်သွားတဲ့အတွက်နောက်ထပ်အကွေ့တစ်ခုကိုသွားပြီးအရှိန်ထင်းကလုတ်ဖြတ်ပေးဖို့ဂရူဖီကိုပြောလိုက်ပါတယ်။ဂရူဖီလည်းအသေးသက်မောင်းလာပြီးကလုတ်အောက်တည့်ရောက်ချိန်မှာပဲမူးကြောင်ကြောင်နဲ့မောင်းလာတဲ့စတန်ကသူ့ကိုကားနဲ့ဝင်တိုက်သွားလို့တတိလစ်သွားခဲ့ပြီး တန်လဲရှိမကြည့်နောက်မကြည့်မောင်းရင်းနဲ့မောင်းနှံကိုဝင်တိုက်ခါကာဒစီလုံးပြက်စီးသွားတဲ့ပြင်ရဲကပါရောက်လာတာကိုတွေ့လိုက်ရပါတယ်။အတုလင်မယားကလည်းထင်းချုပ်ခန်းထဲကကြည့်ပြီးယထာကအကွေ့ရောက်တော့မှမို့လို့ခလုံးမဖြတ်နိုင်ရင်သွားပြီလို့ပြောနေချိန်မှာဂရူဖီလည်းတတိယလာပြီးအချိန်ထင်းကလုတ်ကိုအချိန်မီလေးပဲတနက်နဲ့ပြက်ဖြတ်စီးလိုက်နိုင်ခဲ့တဲ့အတွက်ယထာလည်းအချိန်လွန်ပြီးအကွေ့တနေရာရောက်မှအောက်ထီထိုးကျသွားခဲ့ပါတယ်။ပါဂါရုကလည်းအကွေ့ကြော်မှမှောက်မယ်ထင်ပြီးကားမောင်းလာချိန်ယထာကထိုးကျလာတာကြောင့် အချိန်မီနောက်ပြန်မောင်းကပြုတ်ကျလာတဲ့ယထာကြီးနဲ့မတိုင်းမီခင်လေးမှာပဲလွတ်သွားခဲ့ပါတယ်။နောက်တော့ယထာဘောကတစ်တာကိုဖြွင့်ကြည့်လိုက်တဲ့အခါအကုန်လုံးခဲလေသည်များသဲရေကြဖြစ်ကုန်ပြီးတစ်တာတစ်ခုလုံးကြောက်တုံးနေပြီးနဲ့အော်ဖစ်ကောင်ရဲ့လှည့်စားတာခံလိုက်ရခဲ့ပါပြီ။ဒါ့အပြင်ဂိုင်းသားတွေပါထက်ရောက်လာပြီးတနက်နဲ့ပြစ်နေတာကြောင့်ဘာကာတို့လည်းပြန်တိုက်ခိုင်ရင်ထွက်ပြေးလာခြင်းရဲကားတွေပါလိုက်တာခံနေပြီးမိသွားတဲ့ချိန်မှာစတန်ကနောက်ထပ်ရဲကားတစ်စီးနဲ့ရောက်လာပြီးတစ်ဖွဲ့လုံးကိုကဲထုတ်သွားခဲ့လို့လွတ်သွားခဲ့ရပါပဲ။ တန်ကတော့ခြေထောက်ကိုတနက်တစ်ချက်ထိမှန်လာခဲ့ရပါတယ်။နောက်တနေ့မော်ဇန်လည်းသူတို့ကြာရှုံးသွားပြီးမှသူ့နိုင်ငံစီအထုပ်ပိုက်ပြန်မှုဆင်းလာချိန်ပါကာကသူ့ရဲ့ငယ်ဘွားကကျုံခဲ့ရတဲ့ဇလန်နေကိုပြန်ပြောပြပြီးသူလိုချင်တာရှိပြီဆိုရင်ငငယ်လေးတဲကရအောင်ကြံစီတတ်တဲ့ကြောင်ပြောပြရင်နောက်ထပ်စီစဉ်တစ်ခုနဲ့ထပ်ကြိုးစားဖို့ပြောကအိမ်မော်ပြန်တက်ခဲ့ကြပါတယ်။အိမ်မော်မှလည်းတစ်ဖွဲ့လုံးကပါကာကြောင့်ချိန်ကုန်ငွေကုန်ဖြစ်ခဲ့ရလို့ဝိုင်းပစ်တင်ကြပြီးအယုံကိုလက်ခံမှုပြောနေကြချင်းသူ့ကိုယုံတဲ့ဇန်တယောက်ရှိနေသေးတာကြောင့် သူ့စီစဉ်တစ်ကိုပြောပြလိုက်ပါတယ်။အာဖရိက9ချိန်လောက်ဆိုပစ္စည်းတွေကုန်ထူခွဲရောင်းချပေးလို့ပေမဲ့လုံးဝထူခွဲရောင်းချလို့မရတဲ့လေဒီယုတ်တူကြီးကြံနေသေးတာမို့ရုပ်တုကိုပြန်ခိုးနိုင်ရင်လည်းဒေါ်လာတန်ပေါင်းများစွာရနိုင်ကြောင်းပြောကရုပ်တုဝယ်မဲ့သူကိုတော့ကံကောင်းလို့မသေးပဲပြဿနာရှာသွားတဲ့ကင်ကိတ်ကိုသွားမေးရမယ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။တဖွဲ့လုံးလည်းမျှော်လင့်ချက်တွေပြန်ရှိလာပြီးချက်ချင်းကင်ကိတ်ရဲ့အိမ်ကိုဝင်လို့ရအောင်စီစဉ်ဆွဲလိုက်ကြကဂရိုဖီကတိုက်ပွဲကခုံချမလို့တရုတ်ဆောင်ရင်လူတွေဝိုင်းလာတော့မှ ကင်ကဲရဲ့အဆောင်လာတက်ကြည့်ချိန်အမောက်သိပ်ဖို့ပဲဖြစ်ပါတယ်သူတို့တွေ့ထားတဲ့အတိုင်းအဆောင်ရောက်လာတာနဲ့ပါကာကအမောက်သိပ်ပြီး Groovy နဲ့ဝစ်စုံလဲဝစ်ပေးကတိုက်ပေါ်ကပြစ်ချလိုက်ချိန်မှာသူတို့နှစ်ယောက်ကတော့ရဲဝစ်စုံပြင်းနဲ့ကင်ကဲရဲ့ခန်းရှိကိုရောက်လာခဲ့ပါပြီနောက်တော့အဆောင်ကိုရဲအဆောင်စင်မင်းရင်အခန်းထဲတင်းဝင်လာပြီးကင်ကဲကိုတွေ့တော့မှအဆောင်ကိုအမောက်သိပ်ပေးလိုက်ကရုတ်တရက်ဝဲလက်နာမည်ကိုမေးလိုက်ပြီးမယ်အကြောင်းလွန်သွားတဲ့ကင်ကိတ်ကဘာမှမပြောနိုင်ခင်ပဲတတိလည်သွားခဲ့ပါတော့တယ်။ဘာကာရိုလည်းစိတ်ညစ်ညစ်နဲ့ကင်ကိတ်ရဲ့စော်လေးကိုဆက်စုကြည့်တဲ့အခါမှာ စော်လေးကလည်းဝဲလက်က Phineas Boss ရဲ့အကြောင်းနဲ့သူကူးရှိနေတဲ့စားတောက်ဆိုင်နယ်မှာပါပြောပြလိုက်လို့နှစ်ယောက်သားလိုက်လာခဲ့ကြပါတယ်။နောက်တော့တနက်တလက်နဲ့စားတောက်ဆိုင်နယ်ပေါ်တင်မိုင်းကြီးခွဲပြီးဘီလီယံနာကြီး Phineas ကိုဖမ်းခေါ်လာပြီးလေဒီယုတ်တုကိုပမာထားလဲမိတော့မှ Office ရဲ့လုပ်ငန်း Green Brew ထဲမှာသူ့ကုမ္ပဏီကလုံပေးထားတဲ့အစင်းမြင့်လုံချိုးစနစ်နဲ့ဒိန်းထားရမို့အချိန် lock မပွင့်မခြင်းသူကိုယ်တိုင်တော့ဝေလို့မရသလိုဖောက်ခွဲဖြက်စီးလို့မရတဲ့တက်တူနဲ့လှုပ်ထားတဲ့အကြောင်းကိုပြောပြလိုက်ရပါတယ်။ ်နောက်တော့ Phineas ကိုချုပ်ထားပြီး Stan ကိုစောင့်ထားက Green Brew ကိုဖောက်ထွင်းမှုအစီအစဉ်နေသေးချာဆွဲကအချိန်မဆွဲတော့ပဲချက်ချင်းလုပ်ငန်းစလိုက်ကြပါရင်အလုံငန်းပြင်မှာ CCTV ကင်မရာရှိမှာကားမတော်တဆမှုဖြစ်ချင်အောင်ဆောင်ပြီးအဆောင်ကိုရှင်းပြကစောင့်ကြည့်ကန်းစီအေးစစ်စစ်လေးဝင်လာနိုင်ခဲ့ပါရင်ပြီးတော့မှအလုံငန်းနေစီဆက်သွားကမုတ်ဆေးဘူးတွေနဲ့လှုပ်ရှုပ်ပြီးမှအလုံငန်းတစ်ခုကိုဖောက်ခွဲချလိုက်ချိန်မှာအိမ်မှာစောင့်နေတဲ့ Stan က Phineas ကိုမူးကြောင်ယူးကြောင်နဲ့ပောက်ကြရတွေလှုပ်ပြနေရင် အိတ်ပြော်သွားတဲ့အခါဘီလီယံနာကြီးလည်းအခွင့်အရေးရာတွင်ထွက်ပြေးလာကလိုဇီနီစီ ဖုန်းဆက်အကြောင်းကြားလိုက်ပါတော့တယ်။လိုဇီနီလည်းတပည့်ကိုင်းသားတွေခေါ်ပြီးချက်ချင်းပဲ Green Brew အလုပ်ငန်းကိုရောက်လာကြတဲ့အခါမှာတော့ Groovy ကရုပ်တုကိုကားပေါ်ကိုတင်တုပ်ပြီးမောင်းထွက်သွားခဲ့ပါပြီ။ဂိုင်းသားတွေလည်းကားတွေနဲ့ပါကာရုံနောက်ကိုလိုက်နေကြရင်းနဲ့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပြီးပါကာလည်းကားပေါ်ကလွင့်ကျသွားလို့ဂိုင်းသားတို့နဲ့ထိတိုက်တွေ့ချိန်မှာဇံရောက်လာပြီးကယ်လိုက်နိုင်ခဲ့လို့ဇံနဲ့ပြန်လိုက်လာခဲ့ပါရဲ့။ ။လိုစီနီတို့ကလည်းပါကာကိုဂွေးမဆိုင်နိုင်ပဲရုပ်တုသေးထားတဲ့ကားနောက်လိုက်လာကြတာကြောင့်ဂရိုဖီလည်းရုပ်တုကိုလက်လွတ်လိုက်ရပြီးလူပဲလွတ်အောင်မောင်းပြေးသွားခဲ့ပါတယ်။ဒီတစ်ခါမှတော့ရုပ်တုပြန်ရတာနဲ့လိုစီနီလည်းလုံခန်းမှမထားတော့ပဲ Phineas ရဲ့အင်စီကိုညာရင်းညစ်ဖို့ကငွေကြေးချေးဖို့အကြောင်းကိုပြောပြီးအေးစစ်စစ်ပြန်ထွက်သွားချိန်မှာ Phineas ကလည်းကမ္ဘာတန်မိုးကြီးဆုံးနုပညာလက်ရာကြီးကိုပုတ်သက်ခံစားရင်းရင်မကစိန်တလုံးကျွတ်ထွက်သွားတော့မှအတူကြီးဆိုတာကိုသိသွားပြီးသမရာရူဒီလာပက်စီကိုချက်ချင်းအကြောင်းကြားလိုက်ပါတော့တယ် ။လိုစီနီကတော့သူ့တာဝန်ပေးစည်းသွားပြီမို့အေးဆေးလေးနှက်နေချင်းဒီလော့ဘတ်ကသူ့နိုင်ငံရဲ့ရေတနာကိုအတုလုပ်ပြီးနှစ်ခါရောင်းမို့လုပ်တဲ့အတွက်အထူးတပ်ဖွဲ့တွေလွတ်သက်ခိုင်းမယ်လို့လှမ်းပြောခဲ့တာကြောင့်လိုစီနီလည်းချက်ချင်းပဲ Green Bros စီကိုပြန်လိုက်ဖို့ထွက်လာခဲ့ပါတယ်။တကယ်တော့ပါကာရုကအလုံငန်းနှခဲ့ရဲ့နံပါတ်တွေကိုဆေးဘူးနဲ့ပြောင်းရေးပြီးဘာမှမရှိတဲ့အခန်းကိုဖောက်ပြကာတညာလုံးချိန်ဆွဲပတ်ပြေးနေပြီးမှမနက်၈နာရီလောက် log အပွင့်မှာရုပ်တုကိုထုတ်ယူဖို့စီစဉ်ထားခဲ့ကြတာပါ။ ။ဒါကြောင့် Groovy ကရုပ်တုကိုတမင်တက်တက်လှုပ်ချပြီး Office ဖွဲ့တွေလှုပ်ရှုံနေချိန်သူတို့တစ်ဖွဲ့လုံးကအလုံငန်းစီအေးဆေးပြန်လာကြကအပြင်တကားဖောက်ခွဲလိုက်ချိန်မှာအချိန်လော့ကလည်းကွက်တီပွင်သွားခဲ့ပါတယ်။နောက်တော့ရုပ်တုကိုအပြင်ထုတ်သေးချချီနေတော့မှာ Groovy နဲ့ဇန်တို့ကိုကားသွားယူဖို့ပါကာကလှုပ်လိုက်ပြီးရုပ်တုတစ်ခုလုံးမှာဘုံးနေတက်ဆင်ထားလိုက်ပါတယ်။စောင်းကြီးကနေမှလည်းစတန်ကိုဂိုင်းသားတွေကဖမ်းခေါ်သွားခဲ့ကြတာကြောင့် Groovy နဲ့ Zan တို့လည်း like ပေးပြီးမှ ရုပ်တုသေးဖို့ကသွားရှာနေချိန်မှာ အလုံကန်းစီလိုစီနီရိုးဖွဲ့ရောက်လာကပါကာရဲ့လက်ွက်တွေကိုသူအချိန်မီတားနိုင်ပြီလို့ကြွေးကြော်လိုက်ပါတယ်။အဲဒီချိန်ဒီလာဘက်စီအထူးတပ်သားတွေကလည်းဂိုင်းသားတွေကိုပြစ်ခတ်ရှင်းလင်းနေတဲ့အတန်ကိုကြားပြီးလိုစီနီကသူ့လူတွေပြစ်နေပြီလို့ချင်းချောက်လိုက်ပေမဲ့သူကြိုးစီစဉ်ထားခဲ့တာတွေကိုယုံကြည်နေတဲ့ပါကာကတော့ဇန်ကနေတစင်အထူးတပ်သားတွေစီတီနီယာပို့ခဲ့တာဖြစ်ကြောင်းပြန်ရှင်းပြလိုက်တဲ့အခါလိုစီနီလည်းကြောက်လန့်သွားခဲ့ပါတယ်။တကယ်တော့တစ်ချိန်လုံးက office နဲ့ပြဿနာတက်ခဲ့ပြီးရှုံးနေခဲ့ရတာကိုမကျေနပ်လို့ ဂိုင်းကူလုံးကိုဖြုတ်ချဖို့ကြံစီနေနှစ်တွေများကြီး office လောက်ခံဘန်တွေကိုပါကာကဓမြတိုက်လာခဲ့တာပါတဖြည်းဖြည်းနဲ့ဘန်တိုင်းမှာငွေနေနေလာတာကြောင့် office ဂိုင်းဒေဝါလီခံရတော့မယ်ဆိုတာကိုသိသွားပြီး lady ရုပ်တုတာမရှိရင်ဂိုင်းတစ်ခုလုံးပြက်စီးသွားမှာကိုတွက်ဆမိလို့ဇန်ရွယ်ချက်တွေကိုတော့ဂယူးမဆိုင်ပဲရုပ်တုကိုဖြက်စီးပစ်ဖို့တယောက်တည်းကြိတ်ကြံစီထားခဲ့တာပါဒါကြောင့်အချိန်မီကာကွယ်ယူကဘိုးကိုဖောက်ခွဲလိုက်ပြီးဂိုင်းသားတို့လဲကြသွားတော့သူ့ဘဝမှာတခြားတယောက်ပဲဖြစ်ဖြစ် အဖွဲ့စည်းပဲဖြစ်ဖြစ်လာချင်းချောက်လို့ရှုံးနေရတာလက်မခံနိုင်ဘူးလို့ပြောရင်လိုစီနီကိုပြစ်တက်ကာထွက်ပြေးသွားခဲ့ပါတယ်။အပြင်ရောက်တာနဲ့ဂရူဖီတို့ကားပေါ်တက်လိုက်လာပြီးအထူးထက်သားတွေနဲ့ဂိုင်းသားတွေပြစ်ခတ်နေတဲ့ကြားကနေမောင်းထွက်လာရင်ရုတ်တုကမတော်တဆပျက်စီးသွားတယ်လို့ဇန်ကိုလိန်ပြောလိုက်ပါတယ်။နောက်တနေ့မှာတော့ပါကာရဲ့တပွဲလုံးလည်းအသေးဆံစ조사ခဲ့ပြီးဘာမှမရလို့စိတ်ညစ်နေကြချင်းပါကာကလေဒီရုတ်တုမဖောက်ခွဲခင်သူခိုးဖြုတ်ထားတဲ့ကြောင်းမြရနာတွေကိုဇေယိတ်တွေခွဲယူကြဖို့ပြောကထွက်လာခဲ့ပါတယ်။ နောက်တော့သူတင်းနေကြဟိုတယ်အခန်းနံပါတ်7စီရောက်လာတဲ့အခါမှာတော့အခန်းထဲမှာဇန်ကသူ့နိုင်ငံတရင်ကိုထိုင်ကြည့်နေရင်ကျေနပ်နေတာကိုတွေ့လာရပါတယ်။ယူအန်အဖွဲ့ကြီးကလူစီနီရဲ့အိမ်ကိုဝင်းရှာရင်းနဲ့နိုင်ငံမှာယန္တနာရီကိုပြန်ရသွားတဲ့ပြင်ဒီလာဘက်စီလိုရဲ့ကြောင့်အစိုးရဖြုတ်ချခံရပြီးသူတို့ခေါင်းဆောင်သမရဖြစ်လာခဲ့ကြောင်းဇန်ကဝမ်းသာအားရပြောပြရင်းအကုန်လုံးကပါကာစီစဉ်ခဲ့တာရယ်ဆိုတာကိုတီးပြီးကြွေသွားပါတယ်။ဒါကြောင့်ပါကာနဲ့တူသူ့နိုင်ငံကိုပြန်ပြီးနှစ်ယောက်တပွားဒီထောင်ရင်းနဲ့ဓမြပတ်တိုက်ဖို့ပြောနေခဲ့ချိန်မှာ ပါကာကတော့ Grace ကိုသူကလေးပေးထားတဲ့အတိုင်း Philly အတွက်လက်စားချေမှရမယ်လို့ပြောကဟိုတယ်ဂန်းနဲ့ဇန်ကိုပြစ်တက်လိုက်ပါတယ်။ပါကာဆွဲညဏ်ကြီးရှင်ကသူ ချစ်မိနေခဲ့တော့ဘရောမှသူ့အပေါ်ကွက်ကြော်ရိုက်တဲ့လူကိုခွင့်လွန်မပေးတတ်ဘူးဆိုတာကိုပြဖို့ Grace ကို ရောက်ပြန်ပြီး Philly ရဲ့ဝေစုစိန်တွေကိုပေးကလက်စားချေပြီးကြောင်းပြောပြလိုက်ပါတယ်။နောက်ဆုံးမှာတော့ New Year ပွဲတော်မှာဘရောမှာကြီးစုသူမရှိတဲ့ပြားဆိုင်ုံစောင့်နေတဲ့ Groovy စီသွားပြီးနောက်လောက်တွေအတွက်အစင်းင်းဖြစ်ပြီးလားလို့မေးရင်ဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်။